အဲကျွန်တော်ရှေ့ video လေးထဲမှာကနန်းနဲ့ဒီလိုပေါ့နော်ကနန်းနဲ့စာရာနဲ့တွဲရိုက်ထားတဲ့ဟိုစာရင်းတွေပေါ့နော် data တွေကို calculation လုပ်မရတဲ့အခါကို calculation လုပ်လို့ရအောင် လုပ်တဲ့နီးတလန်ဖြစ်တဲ့ substitute နဲ့ပေါ့နော်ခွဲထုတ်ပြီးတော့မှလုပ်လို့ရတဲ့နီးလေးကိုကျွန်တော်ပြပြပေးခဲ့ပါတယ်အဲ့မှာကျွန်တော်တခုပြောဖို့မေ့သွားတာကဒီ substitute formula ဒီ case sensitive ဖြစ်ပါတယ် and အဲ့ဒီအတွက်ကြောင့်မို့လို့သူကကျွန်တော်တို့ဒီမှာ USD ပေါ့နော်ဒီနေရာမှာဆို USD ကိုကျွန်တော်တို့က capital letter နဲ့ရေးထားတယ်ဆိုရင်ကျွန်တော်တို့ formula ချိန်တဲ့အချိန်မှာလည်း capital letter ဖြစ်ရပါမယ်။သူက small letter နဲ့ဆိုလို့ရှိရင် capital letter ကို small letter နဲ့ဆိုလို့ရှိရင်သူကအဖြေမထွက်ပါဘူး။အဲ့အတွက်အဲ့ဒါလေးတကူပြောဖို့မိတော့လို့ပါဒီမှာဥပမာကျွန်တော်ပြပေးပါမယ်။ USD ကိုကျွန်တော်အသေးနဲ့ပြောင်းလိုက်ရင်သူက value error တက်ပါတယ်။ဒီမှာသူရဲ့ဟာကျွန်တော်တို့သုံးထားတာဒီအမှုရင်း data မှာရှိနေတဲ့သုံးထားတာဒီ USD ဒီ capital letter ဖြစ်နေလို့ capital letter ပြောင်းလိုက်မှက fg ထွက်ပါမယ်အဲ့ဒါလေးရှေ့ဗီဒီယိုမှာပြောဖို့မိသွားလို့ပြပြပေးတာပါအဲနောက်တစ်ခုကတော့ကျွန်တော်တို့ကစည်ရင်းတွေကို ပေါ့နော်အခုထပ်ပြောပြပေးချင်တာလေးကကျွန်တော်တို့စည်ရင်းတွေကိုဒီလိုလေးပေါ့နော်1000 USD အဲအဲ့လိုပုံစံလေးတွေရိုက်ချင်တယ်ပေါ့အနောက်မှာဟိုငွေကြေးဆိုလဲငွေကြေးဆိုင်လေးတွေထည့်ငွေကြေးဆိုင်လေးတွေတော့မဟုတ်ဒီလိုပေါ့နော်အခုရေဆိုအခုရေလေးတွေထည့်ချင်တယ်ပေါ့ အဲ့လိုထည့်လဲထည့်ခြင်းနဲ့တခြားပေါ့နော်ငွေကြေးဆိုင်နာမဟုတ်ပါတခြားတစ်ခုခုအဲ့လိုမျိုးလေးတွေထည့်ခြင်းနဲ့ထည့်တာပေမဲ့ calculation လုပ်တဲ့အခါမှာဆက်ဒီလို ပေါ့နော်ဖော်မြူလာတွေနဲ့ချိန်ပြီးတော့မှမလုတ်ချင်ဘူးဒီတိုင်းပဲမြောက်လိုက်လို့ရှိရင်လည်းဒီတိုင်းပဲပုံမှန်မြောက်လိုက်တာမျိုးနဲ့ပေါ့နော်တန်းအပြေထွက်ချင်တာမျိုးလုတ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအဲ့ဒီစာကိုရိုက်ခတဲ့ကဒီမှာ format ဆဲတဲ့မှာကျွန်တော်တို့လိုချင်တဲ့ပုံစံတစ်ခုကိုပြင်ပြီးတော့ရိုက်ခဲရမှာပါအဲ့ဒီလုတ်စာလေးကိုကျွန်တော်ပြပြပေးပါမယ်ကျွန်တော်တို့ data ပြည့်မယ်ပထမဆုံးကျွန်တော်တို့ data ပြည့်မယ်ဆဲခွက်ကိုကျွန်တော်တို့ select မှတ်လိုက်ရပါမယ် ဆက်လက်မှတ်ပြီးပြီဆိုလို့ချင်းကျွန်တော်အခုဒီက B2 ကနေ B80 အောင်ကျွန်တော်ဆက်လက်မှတ်လိုက်ပါမယ်အဲ့ဒါပြီးလို့ချင်းကျွန်တော်တို့ format ဆဲလို့သွားပါမယ် format ဆဲကဒီ home ထဲမှာဒေါင်းလေးမျိုးနှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာ format ဆဲပေါက်လေးကြာပါတယ်ပြီးတော့နောက်သူ့ရဲ့ shortcut တီးဆိုလို့ရှိရင် control shift f အဲ့ဆိုလဲ format ဆဲလေးကြာပါတယ်အလွယ်နည်းကတော့ကျွန်တော်အမြဲတမ်းသုံးနေနေရတော့ right click ခေါ်လိုက်တာပါ right click နေရင် format ဆဲဆိုတာလေးကြာလာပါတယ်ဒီမှာဒီ box ကလေးပါ ဒီပေါက်ကလေးပါအဲ့ဒီပေါက်ကလေးမှာ number alignment form border fail protection စသဖြင့်ရှိပါတယ်အဲ့ထဲကကျွန်တော်တို့ number ကိုဝင်လိုက်ပါမယ်ပြီးရင်တော့ဒီမှာ general number currency အကောင့်တွေအများကြီးရှိတယ်အဲ့ထဲမှာအောက်ဆုံးမှာရှိတဲ့ custom ကိုတွားလိုက်ပါမယ် အဲ့ custom ကိုသွားလိုက်ပြီးဆိုလို့ရှိရင်ဒီမှာ type ဆိုတာလေးရှိတယ်အဲ့ဒီအောက်မှာပြနေရလေးဒီ general လို့ပြနေပါအဲ့မှာအမျိုးမျိုးသူရဲ့ပုံစံတွေအများကြီးရှိပါတယ်ပုံပုံမှန်ဆိုရင်တော့ general လို့ပြနေပါတယ်ကျွန်တော်တို့ date ကိုပြောင်းထားရင် date ပြကြတယ်ပေါ့နော်ပုံစံလေးအမျိုးမျိုးပြောင်းလို့ရတယ်အဲ့လိုမျိုးအမျိုးမျိုးရှိရပေါ့နော်အဲ့ဒီထဲမှာဆိုပုံမှန်ဆို general လို့ပြနေပါတယ်အဲ့ general ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ကမလုပ်မလဲဆိုတော့ hack ကလေးနဲ့ကျွန်တော်တို့ထည့်ခြင်းနဲ့ ဟက်ကလေးကိုအရင်ရိုက်မယ်ပြီးရင်ကျွန်တော်တို့ထည့်ခြင်းနဲ့စတာပေါ့နော်ပေါ်ခြင်းနဲ့စတာကိုမျက်တောင်အဖွင့်ပိတ်လေးနဲ့ထည့်လိုက်ပါမယ် USD ဆိုပြီးကျွန်တော်တို့မျက်တောင်အဖွင့်ပိတ်လေးနဲ့ထည့်လိုက်မယ် okay ပေးလိုက်ပါမယ်အဲဒါဆိုကျွန်တော်ဒီမှာစာရိုက်ကြည့်ပါမယ်1000လို့ရိုက်လိုက်ရင်1000 USD လို့ပေါ်ပါတယ်1000ရိုက်လိုက်ရင်2000 USD ပေါ်တယ်3000လို့ရိုက်လိုက်ရင်3000 USD ပေါ်တယ်4000 5000 6000 9000ပေါ့နော်အဲ့ဒါလေးပေါ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာဒီကောင်ကို calculate လုပ်လို့ရပါတယ် တကောင်ကကဏ္ဍနဲ့စာတာရွဲရွဲနေပြီမယ်အဲ့လိုရိုက်ထားမယ်ဆိုကျွန်တော်တို့ calculate လုပ်လို့ရတယ်ဒီမှာပေါင်းလိုက်ရင်လည်း18000 USD ဆိုပြီးပေါ်ပါတယ်ဒီမှာကျွန်တော် sum formula လေးခေါ်လိုက်ပါမယ် sum formula ခေါ်ပြီးတော့ကျွန်တော်ပေါင်းပြပါမယ်အဲ့ဒါဆိုရင်လည်းဒီမှာ18000 USD ဆိုပြီးပေါ်ပါတယ်အဲ့လိုမျိုးလေးရိုက်ထားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ calculation ကိုအဲ့လိုတကူလုပ်လို့ရပါတယ်အဲနောက်ထပ်တစ်ခုပြောပြချင်တာလေးက ဒီဟာလေးကကျွန်တော်တို့ကနောက်မှာထားတာပေါ့နော်သူ့ကိုရှေ့မှာထားရင်လည်းရပါတယ်ရှေ့မှာထားရင်လည်းအတူတူပါပဲအဲ့ဒီမှာဒီ hack ကလေးကိုပေါ့နော်အဲရှေ့မှာထားမယ်ဆိုလို့ရှိလို့နောက်မှာထားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ခဏနေရရိုက်ခဲ့တဲ့ပုံစံလေးကဒီပုံစံလေးပါ USD ပေါ့နော်အဲ့လိုလေးရိုက်ခဲ့တာပါ share ပြပါမယ်ဒီလိုပုံကြီးရိုက်ခဲ့တာပါတကယ်လို့ကျွန်တော်တို့က USD ကိုရှေ့မှာထားခြင်းနဲ့ဥပမာ high fan လေးလဲခံလိုက်ဦးမယ်ဆိုရင်ဒီလိုလေးရိုက်ပါဒီမှာ high fan လေးခံရုံးဝင်ဆိုရင်လည်း high fan လေးခံပြီးတော့ဒီလိုလေးပေါ့နော်ဒီလိုလေးခံပြီးတော့မှဒီလိုလေးရိုက်ရမှာပါ အဲ့ဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့ကျွန်တော်ရိုက်ပြပါမယ်အဲ့လိုလေးရိုက်ရမှာပေါ့နော်အဲ့ဒါဆိုဒီမှာကျွန်တော်အဲဒီသက်ရှိလေးကိုကျွန်တော်လည်းအခုလည်း၈ကွက်မှတ်လိုက်ပါမယ်၈ကွက်မှတ်ပြီးတော့ right click ခေါ်လိုက်ပါမယ် format setting ကိုသွားပါမယ်အဲ့ပြီး custom ကိုရွေးလိုက်ပါမယ်အဲ့ပြီးတော့အမှခဏလေးဝင်ကျွန်တော်ရိုက်ခဲ့တယ်လို့ပဲအခုရှေ့ရထားမှာဖြစ်တဲ့အတွက်ကျွန်တော် pcs လို့ထည့်မယ်ပေါ့နော်အဲ့ဆို pcs ဆိုပြီးတော့မှအဲ့ဒီ hack လေးကိုခံလိုက်ပါမယ် okay လို့ပေးလိုက်ပါမယ်ဒီမှာကျွန်တော်ရိုက်ကြည့်ပါမယ်1 2 3 PCF1 2 PCF2 3 PCF3 4 PCF4 5 6 7လို့လေးပေါ်လာပါတယ်အဲ့ဒါကိုကျွန်တော်တွက်ကြည့်မယ်ပေါ့နော်အဲ့ဒါကနန်းတွက်ကြည့်ပါမယ်ဒီကိုခဏရွှေ့ထားလိုက်မယ် equal ဒီမှာမြောက်ကြည့်မယ်ပေါ့နော်အဖြေပေါ်ပါတယ်တထောင်ဆိုပြီးပေါ်ပါတယ်ဆွဲချလိုက်မယ်ဒီမှာ၄တောင်ပေါ့တော့ဆိုပြီးတော့ဒါတွက်လို့ရပါတယ်အဲ့လိုရှေ့မှာထားလဲရတယ်နောက်မှာထားလဲရပါတယ် ဒါအလူမီနီယံအလွဲတကူတွက်ချက်သွားနိုင်ပါတယ်။အဲနောက်ထပ်တစ်ခုပြောပြချင်တာလေးကဒီဟာလေးပေါ့နော်။ဒီအက်ကလေးကကြတော့ဒီလိုမျိုးလေးနဲ့လေခံပြီးရောရိုက်လို့ရတဲ့ဟာစာသားတွေဆိုရင်တော့ဒီအက်ကလေးနဲ့ခံပြီးရိုက်ပါတယ်။အဲလိုပဲကိုစာသားရိုးရိုးစာသားမှာဒါမျိုးပေါ်ခြင်းနေပေါ့နော်။အဲမှာကိုထည့်နာမည်လေးတစ်ခုခုမှာဥပမာအဲနာမည်ကြော်ကြော်လို့ရိုက်လိုက်တာဆိုရင်ဥကြော်ကြော်လို့ဖြစ်ခြင်းတယ်။ ဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒီ formula ဒီ at ကလေးဆိုတဲ့ဒီတင်ကေတာလေးနဲ့ဒီလိုပုံစံလေးပဲကိုထည့်ခြင်းတဲ့ကဏ္ဍကိုထည့်ပြရရပါပါဒီမှာကျွန်တော်ဒီမှာ၄ကွက်မှတ်လိုက်ပါမယ်အဲ့ဒါပြီး white ကလေးခေါ်လိုက်ပါမယ် format set custom အဲ့ပြီးလို့ရှိရင်ဒီမှာကျွန်တော်ကအရှိမထားပါမယ်ကျွန်တော်ဥလို့ထည့်မှာပေါ့နော်ရှိမှာအဲ့ဒီရှိမှာဥလို့ထည့်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကဥဆိုပြီးတော့ထည့်လိုက်ပါမယ် ဒါပြီးရင် add လေးထိုင်လိုက်ပါမယ် okay ဒီမှာဆိုရင်ကြော်ကြော်လို့ရိုက်လိုက်ပါမယ်ဒါဆိုဥကြော်ဥကြော်ကြော်လို့ဖြစ်သွားပါတယ်ဒီမှာဆိုရင်ဟိုပါပေါ့နော်လာလို့ရိုက်လိုက်မယ်ဆိုရင်ဥလာလို့ဖြစ်သွားပါတယ် အဲတကယ်လို့ကျွန်တော်တို့ဒီညမှာ space လေးချခြင်းနဲ့ဆိုရင်เนาะဟိုဘက်မှာခံနေတဲ့အချိန်မှာ space လေးတစ်ခါလေးခံပေးခဲ့ပါဒါကတော့ test တွေကိုဆိုရင် default ဒီတင်ကီတာလေးပါဂဏန်းတွေကိုဆိုလို့ရှင်เนาะဒီကင်တာလေးပါနော်အဲလေးတစ်ချက်ပြောပြပေးတာပါကျေးဇူးတင်ပါတယ်ရှင်ကြည့်ရှုပေးတဲ့